တနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ၂025မေလတလတာအတွက်တနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေများရဲ့ကံကြမ္မာကတော့အကောင်းထဲမှာရှိနေပါတယ်ဘယ်ရက်ဘယ်နေ့တွေမှာပို့လို့ရင်ကောင်းလဲဆိုရင်ဗုဒ္ဓနေ့နဲ့တောက်ကြနေ့နှစ်ရက်ကအဲ့ဒီရက်ကိုရွေးပြီးတော့လို့ရင်တော့ကိုကောင်းတဲ့ရှောင်းတင်တာကတနင်္ဂနွေနေ့နဲ့ကြာသပတေးနေ့တွေဆိုရင်ရှောင်းတင်ပါတယ်အဲ့တော့ဒီတိကနန်းပါသောရက် ငါးကနန်းပါတဲ့ရက်ကိုယူပြီးတော့အင်္ဂလိပ်ကနန်းဖြင့်ယူရင်ပိုကောင်းပါလေ။ကံကောင်းတဲ့အောင်ပါလီထီနံဘတ်ကတော့လေးတလုံးကိုအပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလီထီနံဘတ်ဖြစ်ထီထိုးပါ။ကံကောင်းစေတဲ့အကြောင်းကတော့အစိမ်းရောင်အပြာရောင်ဖြစ်ပါလေ။ဘယ်ကိစ္စပဲဖြစ်ဖြစ်အလုပ်လုပ်ချင်တယ်ဆိုရင်2025မေလတလတာအတွင်းမှာအောင်တပြေပန်းရဲ့ရွက်လပန်းနှစ်ခုပူးပြီးတော့မှအိမ်ဖျားလူချင်းအားဖြင့်လည်း တနင်္ဂနွေနေ့မွေးဖွားသောမိစေများအားလုံးအထူးကံကောင်းပါလိမ့်မယ်။အခြေကိစ္စကံကောင်းမယ်၊အိမ်တော်ကြီးကိစ္စကံကောင်းမယ်၊အောက်လက်ငယ်သားသားသမီးကိစ္စလည်းအထူးကံကောင်းနေပါလေ။ပြောပွရာမရှိပါဘူး။ငါးလပိုင်းတလတာလုံးဟာဘာသာရေးများများလို့ပါအဋိဌံပတိစိတ်ခြင်းနဲ့ဆိုရင်အရဟံတိဋ္ဌိအောင်ဆိုတာကိုပတိကိုယ်ဘက်စိတ်ခြင်းအားဖြင့်တရားရှိလို့ပတိနဲ့ကိုယ်ဘက်စိတ်ခြင်းအားဖြင့်လည်းရည်ရည်ထားတဲ့ကိုယ်မှန်းထားတဲ့အရာတွေအားလုံးအစဉ်ပြေချုံးမိပါလိမ့်မယ်။အဲ့တော့ တနင်္ဂနွေနေ့မွေးပွားသောမိတ်ဆွေများကျွန်တော်နဲ့ဘေးရင်ဓာတ်ရိုက်မေးခြင်းနဲ့ဆိုရင်၄၃လုံး၅၃လုံး၈၃ညနှစ်မှာ KP Wave ညံမူစော်ကတယောက်ကို၁000ခွဲသတ်မှတ်ထားပါဗါအချိန်အားရင်ဖြည့်ပြီးပါမယ်မအားလို့ကျွန်တော်ပြန်ပြီးတော့ဖုံးမကန်ဖြစ်တာအဆက်အသွယ် Viber ကနေပြန်မပြောဖြစ်တာဆိုလဲနားလဲခွင့်လို့ပေးစီလိုပါတယ်တနင်္ဂနွေနေ့မွေးပွားသောမိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများစွာဖြင့်မေလ2025မေလတလတာလုံးအေးချမ်းစွာဖြတ်သန်းနိုင်ပါစေဗျာ။ တနင်္လာနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ၂025မေလတလတာတွင်မှာတနင်္လာနေ့မွေးဖွားသောမိတ်ဆွေများဖုံးကံမြင့်တဲ့တလကိုဖြတ်နေတယ်လို့အဖြေထွက်ပါတယ်အရေးကြီးတဲ့ကိစ္စအလုပ်လုပ်မယ်ဆိုရင်စနေနေ့နဲ့တနင်္လာနေ့ရက်ကိုလုပ်ပါပို့ပြီးတော့ကံကောင်းပါလိမ့်မယ်ရှောင်းတင်တာကဗုဒ္ဓနေ့နဲ့တနင်္ဂနွေနေ့ကိုရှောင်းပါ အလုပ်တခုလုပ်တဲ့အခါမှာလည်းသတိထားရမယ့်အချက်လေးတော့ရှိပါတယ်အောက်လက်ငယ်သားကိုမွေးထားတဲ့ကိုခေါ်ထားတဲ့ကိုခိုင်းထားတဲ့သူနဲ့ပတ်သက်ရင်တော့အနှဲငယ်စိတ်ညစ်ရပါလိမ့်မယ်ဒါပေမဲ့အဲ့လောက်စူးစူးဝါးကြီးတော့မဖြစ်ပါဘူးနောက်ပြီးတော့ငွေကန်ကောင်းမယ်ထီကန်ကောင်းမယ်ထီထိုးမယ်ဆိုရင်နှစ်နဲ့ခွန်တလုံးလုံးကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမယ်အောင်ပါလိထီနံဘတ်ဖြစ်ထီထိုးပါကျွန်တော်တို့ကံကောင်းစီတဲ့အယောင်ကတော့အဖြူယောင်ဖြစ်ပါတယ်။ဘယ်ကိစ္စပဲဖြစ်ဖြစ်တင်းလာနေမွေးဖွားသောမိတ်ဆွေများ၂၀၂၅ မေလာတလတာလုံးမှာဂုံတော်၉ပါးပရိစိတ်ချင်းအားဖြင့်တရားရှင်လုံးပရိနဲ့၉ပါးစိတ်ချင်းအားဖြင့်လည်းကိုလုတ်ချင်တဲ့ရည်ရည်အရာတွေရည်ရွယ်ထားတဲ့အရာတွေတဏှာနေမှုပေါ်သောမိစေများအားလုံးအစဉ်ပြေချောမွေ့ပါလိမ့်မယ်အဲ့တော့ကျွန်တော်နဲ့ဗေဒင်မေးဖို့တိုက်ရိုက်မေးခြင်းနဲ့ဆိုရင်၄သုံးလုံး၅သုံးလုံး၈သုံးညနှင့်ဖို့ဟိုဘိုင်ဘာဖွင့်ထားတယ် KP ဝေးဖွင့်ထားတယ်ညံဘူးဇောကတူကို၁000ခွဲသတ်မှတ်ထားပါတယ်အစဉ်ပြေရင်တော့ဟောပြပါမယ်အစဉ်မပြေဘူးဒီမှာ အလုပ်များနေတဲ့ချိန်ဆိုပြန်မဆက်သွယ်ရင်လည်းနားလေခွင့်လို့ဘေးစီလို့ပါတယ်အဲ့တော့တင်းလာနေမွေးပွားသောမိတ်ဆွေများအားလုံး2025မေလ9လပိုင်းတလတာလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများစွာဖြင့်ဤချမ်းစွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီကနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ။2025မေလတလတာအတွက်တလတာဟောစလန်လေးပြောပြပြီးမှဖြစ်ပါတယ်။အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများ မေလာတလားတာထဲမှာငွေနဲ့ပတ်သက်ပြီးတော့နည်းနည်းသတိထားစီရင်ဖို့လေ့ကျင့်ပါတယ်အလှည့်ပြားခံရတတ်တယ်လိမ်လည်ခံရတတ်တယ်ဘာမဟုတ်တဲ့ကိစ္စလေးနဲ့အဲ့လိုဟိုကုကုပ္ပစံနဲ့ကိုအမုန်းခံရတတ်တဲ့လတလားကိုဖြတ်တယ်လို့နားလဲသဘောပေါက်စီလို့ပါတယ်နောက်တစ်ခုကခီးထွက်ဖို့နောက်တစ်ခုတဏျာသွားဖို့မှာနောက်တဏျာတစ်ခုတစ်ခုရွှေ့ဖို့ပြောင်းဖို့မှာနည်းနည်းအခက်ခဲဖြစ်တတ်ပါတယ်ကံကောင်းတဲ့ရက်တွေကတော့ကြစားပရီးနဲ့စနေနေ့ဟာကံကောင်းတဲ့ရက်တွေဖြစ်ပါတယ်ရှောင်းတဲ့နဲ့ရက်ကတော့တင်းလာနေနဲ့တောက်ကြနေကိုရှောင်းပါ ာချုပ်စာတန်းလက်မှတ်ထိုးတာစာချုပ်စာတန်းအယောင်မဝင်မနေအဲ့လိုဖြစ်တာလေးလည်းသတိထားစီလိုပါတယ်အာမမခံပါနဲ့သူတို့ဘာကိစ္စခေါင်းခံဖြည့်ရှင်းတာတွေမလုပ်ပါနဲ့တခါကျရင်အချင်းချင်းတွေကလူရင်းတွေကပြဿနာလေးတွေလူရင်းတွေကဒုက္ခပေးတာလေးလည်းကြုံတတ်ပါတယ်ထီထိုးကန်စမ်းမယ်ဆိုရင်ငါးတလုံးကိုအပိုင်ကင်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလေးထီနံပါတ်ဖြစ်ထီထိုးပါကန်ကောင်းစီတဲ့အယောင်ကအဝါရောင်ရွှေရောင်ဖြစ်ပါတယ်ဒီကာလမှာလားလာပိုင်းတလားတလုံး2025မှာအဓိဋ္ဌာန်တစ်ခုခုဝင်ကျင်နေဆိုရင် ပတိစိတ်ခြင်းနဲ့ဆိုရင်ဘရောက်သားပတိနဲ့ဗုဒ္ဓောဆိုတာကိုပတိစနှစ်ပတ်ချိတ်စိတ်ခြင်းအားဖြင့်လဲအင်္ဂါနေ့မူပါသောမိစေများအစအစရေကံကောင်းချုံးမွေပါလိမ့်မယ်။အိမ်ဖင်အားမှာနှင်းစီပန်းက9ပွင့်မြို့ပန်းက9ပွင့်ကိုဖန်ွက်ထဲမှာထက်ရေလေးထက်ပြီးရင်ဖျားမှာထီးလေးတစ်လက်ပါလှူခြင်းအားဖြင့်လဲအင်္ဂါနေ့မူပါသောမိစေများအထူးကံကောင်းပါလိမ့်မယ်။အဲ့တော့အင်္ဂါနေ့မူပါသောမိစေများကျွန်တော်နဲ့ဘေးရင်တိုက်ရိုက်မိခြင်းနဲ့ဆိုရင်၄သုံးလုံး၅သုံးလုံး၈သုံးညနှင့် ဗိုက်ဘာဖွင့်ထားတယ် KB wave ဖွင့်ထားတယ်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ညံမှုစောကတူကို15000တက်မှတ်ထားပါတယ်အားရင်တော့ကျွန်တော်ပြန်ဖြေပြီးပါမယ်မအားရင်တော့စိတ်မဆိုးပါနဲ့နားလဲခွင့်လို့ပြီးပါလို့ပြောပြရစီအဲ့တော့အင်္ဂါနေ့မူပါသောမိတ်ဆွေများအားလုံး2025မေလတလတာလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများစွာဖြင့်အေးချမ်းစွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဘုဒ္ဓနှင့်မွေးဖွားသောမိတ်ဆွေများဘုဒ္ဓနှင့်ညံ့နေမွေးဖွားသော ယာဟုမွေးဖွားတယ်ဆိုကြပါဆိုယာဟုမွေးဖွားသောမိတ်ဆွေများပေါ့အဲ့တော့2025မေလတလတာအတွင်းမှာဒီကာလမှာတွာရာလာရာဟလာနေရာတိုင်းတာနော်စကားပြောတာကအစသတိထားစဉ်းညွှန်မှုအရေးကြီးပါတယ်ဘာမဟုတ်တဲ့ကိစ္စလေးနဲ့လည်းစကားများတာတွေနောက်ပြီးတော့စိတ်ညစ်ရတာရံများတာတွေကြုံပါလိမ့်မယ်အတိုက်ခိုက်အပြိုင်ဆိုင်လေးတွေပေါ်ပါလိမ့်မယ်အလုံးမတီးမြဲတတ်ဟူနေရာရွှေ့ပြောင်းတဲ့ပတ်သက်ရင်ချက်ချင်းမကောင်းဘူး မသေးချာပဲနဲ့မပြောင်းပါနဲ့သေချာမှပြောင်းပါလို့ကျွန်တော်တို့ပြောကြင်ပါတယ်ဗိုလ်ဘူးဗိုလ်ဘူးနေမွေးွားသောမိတ်ဆွေများရောညနေပိုင်းမွေးွားသောမိတ်ဆွေများရောအဲ့တော့ဒီကာလမှာအစအစရရာသတိထားမယ်နောက်ထိခိုက်ဒဏ်ရာရတာကျမ်းမိုင်နဲ့ပတ်သက်တာဒါလေးတွေလည်းစိုးရင်စရာလေးတွေဖြစ်ပါတယ်ဆင်းရဲစည်းကံပြရတာလေးတွေကြုံတတ်တယ်မလိုအပ်ဘဲနဲ့ပတ်စံတွေကုန်တတ်ပါတယ်အဲ့တော့အရေးကြောင်ကိစ္စရှိလို့အလုပ်တစ်ခုလုပ်မယ်ဆိုရင်ကြာသာပတိနေ့လုပ်ရင်ပိုကောင်းပါတယ်ရှောင်းတင်တာကဒဏ္ဍာနေနဲ့ ဘူဒက်လန်နေနဲ့တောက်ကြနေဆိုရင် ရှောင်တင်ပါတယ်အဲ့နေကိုဘာမှမလုပ်ပါနဲ့စာချုပ်ချုပ်ဆိုတာလက်မှတ်ထိုးတာကြားဝင်တာလည်းသတိထားစီလိုပါတယ်ထီထိုးကန်ဆမ်းမယ်ဆိုရင်ငါးကလုံးနဲ့အပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံပါတ်ဖြစ်ထီထိုးပါကန်ကောင်းစေတဲ့အရောင်ကအဝါရောင်ရွှေရောင်ဖြစ်ပါတယ်ဒီကာလမှာ2025ငါးလပိုင်းတလတာလုံးမှာဘုံထူးနေမွေးဖွားတော့ဘုံထူးညက်နေမွေးဖွားတော့သူများဘယ်လုတ်ပဲဖြစ်ဖြစ်ကံကောင်းခြင်းနဲ့အလုတ်လုတ်တာအစဉ်ပြေချုံးမွေးခြင်းနဲ့ဆိုရင် အိမ်ဖះမှာမနဲ့မနဲ့မှာပေါမှုထောပတ်လေပေါမှုထောပတ်တုပ်လေဖះဆုံးတော့ကတ်ချင်းအပြင်လဲကန်ကောင်းနိုင်ပါတယ်ဖန်ခွက်တစ်ခွက်ထဲမှာရေထည့်မယ်မင်းမျိုးပန်း၅ပွင့်ထည့်နှင်းစီပန်း9ပွင့်နှင်းစီပန်းဆိုတဲ့နေရာမှာစူးပါရင်ညှက်ပြပါပေါင်းထည့်ပြီးတော့မှအိမ်ဖះမှာအဲ့ဒီပန်းလှူခြင်းအပြင်လဲဘုံထူးနေမွေးဖွားသောမိတ်ဆွေများညနေမွေးဖွားသောမိတ်ဆွေများအထူးကန်ကောင်းပါလိမ့်မယ်အဲ့တော့ဘုံထူးနေမွေးဖွားသောမိတ်ဆွေများအားလုံးကျွန်တော်နဲ့ဗီရင်တက်ရိုက်မေးဖို့ဆိုရင်၄၃လုံး 93လုံး83ညနှစ်မှာညံဘူးစော်က1000ခွဲသတ်မှတ်ထားတယ်။ဗိုက်ဘာဖွင့်ထားတယ် KP ဝေမန်นี่လည်းဖွင့်ထားပါတယ်။လွှဲပြီးပြီဆိုရင်ကျွန်တော်ဟောပြပါမယ်။အအဆက်အသွယ်မရလို့စကားမပြန်ပြောလို့ဟလာဖြစ်ရင်လည်းစိတ်မဆိုးပါနဲ့မအားတဲ့မအားတဲ့ကြားရရတာညာဟောပြရတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်။အဲဒီတော့ဗိုလ်ရုံးနေမွေးဖွားသောမိတ်ဆွေများအားလုံး2025မေလတလတောင်လုံးမှာအေဂျင်စွာဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် တပရီနေမူဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025မေလတလတာလုံးမှာဖျက်မဲ့တင်တို့ရဲ့ကံကြမ္မာလေးကိုဟောပေးပါမယ်အဲ့တော့ဂျာစာတိနေမူဖွားသောမိတ်ဆွေများအခုလာမဲ့မေလတလတာတွင်မှာအလုတ်ကင်ကောင်းမယ်ခီးကောင်းမယ်ဒါပေမဲ့ဒီအကြီးကဲနဲ့ပတ်သက်တဲ့ လူတွေစသဖြင့်ဟိုကိုအုပ်ချုပ်တဲ့သူတွေအဖေအမေကြီးကဲသူတွေနဲ့ပတ်သက်ရင်တော့အနှဲငယ်စိတ်ညပါလိမ့်မယ်အနှဲငယ်စိတ်ညမယ်ဆိုတော့ဒါကြီးကမကြော်နိုင်ဘူးလို့ပြောတာမဟုတ်ပါဘူးအားလုံးကြော်လွားနိုင်ပါလိမ့်မယ်အဲ့တော့ဂျာသာပရီနေမူပါသောမိစေများအရေးကြီးတဲ့ကိစ္စအလုံးလုံးမယ်ဆိုရင်တောက်ကြနေတဲ့တင်းငွေနေအလုံးလုံးရင်ခုအတွက်ကံကောင်းတဲ့နေ့လို့နားလဲပါငါးလပိုင်းတလားတလားလုံးမှာတောက်ကြနေသုံးမဟုတ်တင်းငွေနေလို့ပါရှောင်းတာရှောင်းအောင်မဲ့နေနံနေရအင်္ဂါသားသမီးစနေသားသမီး ။နောက်အင်္ဂါနေ့တွေစနေနေ့တွေကိုလှုပ်လို့ရင်ပျက်စီးဆုံးရှုံးတတ်ပါတယ်။အဲ့တော့ကြာသာလေးနေ့မွေးဖွားသောမိစေများဘာမှမလိုအပ်ပဲနဲ့အဲ့လိုပျက်စီးလေးတွေပျက်ပျက်ပျက်တာပေါ့။ဥပမာဆက်ပျက်စီးပျက်တာတို့ဆက်ကြောင့်စိတ်ညစ်ရတာတို့ဒါလေးကြုံတတ်တယ်။တခုနားလေသဘောပေါက်ကွာစနေနံအဝင်မတော်ဘူး။ငားလာပိုင်းတလားတာလုံးမှာစနေနံဆိုတာအဲစနေနံဝင်ပြီးအိမ်မှာရှိတဲ့ကျမကြီးညံတဲ့သူတယောက်ဒုက္ခရောက်တတ်တယ်အဲ့တော့စနေနံဆိုတာနံပါတ်1ဆက်ပစ္စည်းဆိုတဲ့နေရာမှာနိုင်လုံးဝအဝင်မတော်ပါဘူးနိုင်မဝယ်ပါနဲ့နော်နောက်ပြီးတော့ကံကောင်းစီတဲ့အရာကအနည်းရောင် ကံကောင်းစီတဲ့အောင်ပါလီဌီနံပါတ်ကိုထီကနန်းကိုရွေးမယ်ဆိုရင်1နဲ့9နှလုံးထဲမှာတစ်လုံးလုံးကိုအပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလီဌီနံပါတ်ဖြစ်ထီထိုးပါအဲ့ကြာသာပတိနေမွေးပါသောမိတ်ဆွေများဘာပဲလုပ်လို့အထူးကံကောင်းခြင်းနဲ့ဆိုရင်အရဟံဆိုတာတွေကိုပတိကိုပတ်တရားရှိလုံးပတိနဲ့စိတ်ချင်းအားဖြင့်လဲ9လပိုင်းတလတာလုံး2025 9လပိုင်းတလတာလုံးကံကောင်းနိုင်ပါလိမ့်မယ်အိမ်ဖျားမှာအုံတညွန်းတပြေညွန့်လေးခြောက်ညွန့်ထည့်ပြီးဖျားကိုမကြမကြလှူပေးခြင်းအားဖြင့်လဲကံကောင်းနိုင်ပါတယ်အဲ့တော့ ဂျာနဝရီနေ့မှုပေါ်သောမိတ်ဆွေများကျွန်ုပ်နဲ့ဘေးရင်တိုက်ရိုက်ဟောမေးမယ်ဆိုရင်၄၃လုံး၅၃လုံး၈၃ညာ2ဘိုင်ဘာဖွင့်ထားတယ် KP ဝေးဖွင့်ထားတယ်ညံဘူးဆိုကတူအူကိုတကောင်းခွဲသတ်မှတ်ထားပါတယ်အားရင်ဖြေပေးပါမယ်မအားလို့ရှင်လဲစိတ်မစိုးပါနဲ့လို့တခါလဲပြောပြရစီ2025မေလ9လပိုင်းတလားတာလုံးဂျာသာပတိနေ့မူပေါ်သောမိတ်ဆွေများစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများစွာဖြင့်အေးချမ်းစွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရဗျာ တောက်ကြနေမွေးပွားသောမိတ်ဆွေများ2025ငားလာပိုင်းတလားတာလုံးမှာတလားတွင်ဖြစ်မဲ့ကံကြမာလေးတွေပေါ့အကောင်စိုးလေးတွေကိုဟောပြပေးမှာ ဖြစ်ပါတယ်အဲ့တော့တောက်ကြနေမွေးပွားသောမိတ်ဆွေများငားလာ2025ငားလာပိုင်းအတွင်းမှာဖြတ်သန်းမဲ့အရာလေးတွေကဟိုမရောက်ဒီမရောက်ရှေ့တူရခက်နောက်ဆိုရခက်တို့လိုတန်လန်အလုပ်တွေမပြီးပြတ်တာဒါလေးတွေကြုံတတ်ပါတယ်ဇိုလိုဂျင်နာကတော့ ောက်ကြနေမူပေါ်သောမိစေများအလုပ်တစ်ခုခုလုပ်တော့မယ်ဆိုရင်ပြီးပြတ်အောင်လုပ်ပါပြီးဆုံးအောင်လုပ်ပါဒါဆိုရင်ဒီငားလာပိုင်းတလားတာကိုကြော်လွှားနိုင်ပါလိမ့်မယ်ဟိုဟာလို့ရအကောင်တို့ဒီဟာလို့ရအကောင်တို့နဲ့အချိန်ဆွဲခြင်းဆွဲခြင်းအားဖြင့်လေတလားလုံးကဟိုလိုလိုဒီလိုကုံသွားတတ်တယ်ဘာမှမဟုတ်ပဲနဲ့အချိန်တွေကုံသွားတတ်တယ်ဆိုတဲ့ဂိမ်းမျိုးဖြစ်နေလို့ပါအဲ့တော့အရေးကြီးတဲ့ကိစ္စလေးတွေစကားပြောမယ်ဆိုရင်တင်းငွေတွေနေအင်္ဂါနေ့ဟာအကောင်းဆုံးနေ့ဖြစ်ပါတယ်။ရှောင်းရမှာတင်းလာနဲ့ကြာတာပြည်နေ့ကိုရှောင်းမှာ ထီထိုးကန်စမ်းမယ်ဆိုရင်၃တလုံးနဲ့ကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံပါတ်ဖြစ်ထီထိုးပါကန်ကောင်းစီတဲ့အယောင်ကနီညွန်ဖြစ်ပါတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်အဋိထံလေးတစ်ခုခုနဲ့အလုံးလုံးမယ်ဆိုရင်အရဟံကို ပရိကိုပတ်စိတ်ချင်းအားဖြင့်လဲတောက်ကြနေမွေးဖွားသောမိစေများကိုရည်ရထားတဲ့အကြံစီထားတဲ့အရာတွေကိုကြော်လွှားလွတ်မြောက်နိုင်ပါလိမ့်မယ်။ကျမ်းမာရေးဂယုဆိုင်ရမယ်။နောက်ပြီးတော့သွားရလာတာထိခိုက်ဒဏ်ရာရတာလေးအထူးဂယုဆိုင်ရပါလိမ့်မယ်။ ဒီကာလထဲမှာခုဖြစ်ခြင်းတဲ့ဆန္ဒတွေရည်ရွယ်ထားတဲ့ကိစ္စတွေအိမ်ဖျားမှာအလူတစ်ခုလုပ်မယ်ဆိုရင်ကျွန်တော်တို့အုံစွန်လေးမကြမကြဆွန်းတော်ကတ်ခြင်းအားဖြင့်လည်းကိုဖြစ်ခြင်းတဲ့ဇန္နာတွေကိုကြော်လွှားလွမြောက်နိုင်ပါလိမ့်မယ်အဲ့တော့တောက်ကြနေမွေးပွားသောမိတ်ဆွေများကျွန်ုပ်နဲ့ဘေးရင်တိုက်ရိုက်မေးခြင်းနဲ့ဆိုရင်၄သုံးလုံး၅သုံးလုံး၈သုံးညာ2ဘိုင်ဘာဖွင့်ထားတယ် KP ဝိမာန်ကြီးဖွင့်ထားတယ်ညံပူဇော်ကတူးကိုတပေါင်းခွဲသတ်မှတ်ထားပါတယ်အစဉ်ပြေလို့အချိန်အားရင်ဟောပေးပါမယ်အစဉ် เนาะအချိန်အဆက်အသွယ်ဟလာပြောဟိုမပြောဖြစ်လို့ဟလာမပြန်ဖြစ်လို့ရှင်လဲနားလဲခွင့်လို့ပြီးစီလို့ပါတယ်အဲ့တော့2025 9လပိုင်းတလားတာလို့မှာတောက်ကြနေမူဖောက်တော့မိတ်ဆွေများအားလုံးအေးချမ်းစွာဖြင့်အောင်မြင်စွာဖြင့်ကိုလိုတဲ့အလုပ်တွေငြိမ်းချမ်းစွာဖြင့်လှုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်စနေနေ့မူဖောက်တော့မိတ်ဆွေများအားလုံးမင်္ဂလာပါ2025မေလ ့၅လပိုင်းတလားတာလုံးမှာအကောင်းဆိုးလေးတွေကိုဟောပြီးမှဖြစ်ပါတယ်အဲ့တော့၂၀၂၅၅လပိုင်းတလားတာအတွင်းမှာစနေနေ့မွေးဖွားသောမိတ်ဆွေများသည်ဖုံးကန်ရှိနေသေးတယ်ကို့ပြောစကားအောင်မြင်နိုင်မယ်နောက်ပြီးတော့ရက်ထားတာလေးတွေပြန်လောရတတ်တယ်မလို့ရတော့ဘူးငြိမ်သွားပြီဆိုတဲ့ဟာတွေတစ်ကပြန်စပြီးလောက်ရတယ်ဇိုလိုချင်းနာငါးလပိုင်းတလားတာဒီစတင်ချင်းဖန်တီးချင်းပုံဖော်ချင်းတွေအားလုံးကောင်းတယ်ဆိုတဲ့အဲထဲမှာပါနေပါတယ်အဲ့တော့ဘယ်နေ့တွေပြီးရင်ကောင်းမလဲ တရင်လာနေတဲ့ဘောရုနှစ်ရက်ကိုယူရင်အကောင်းဆုံးမှာရှောင်းတဲ့နာအင်္ဂါနေ့နဲ့တောက်ကြံနေ့ကိုရှောင်းပြီးတော့လုပ်ပါကံကောင်းစီတဲ့အယောင်ကအဖြူယောင်ဖြစ်ပါတယ်ကံညံ့စီတဲ့အယောင်ကတော့အနဲ့ယောင်အနဲ့ယောင်လောအောင်မွက်ပါနဲ့အဲ့တော့ထီထိုးကံစမ်းမယ်ဆိုရင်ရှစ်တလုံးနဲ့ကိုအပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလီထီနံဘတ်ဖြစ်ထီထိုးပါကျမ်းမာရေးအနေနဲ့ဆိုလို့ရှိရင်အစားမားတာဈေးမားတာလေးတွေဂယူဆိုင်ရလိမ့်မယ်အသက်ရှူချက်တာမောတာလေးတွေလည်းဂယူဆိုင်ရပါလိမ့်မယ်စနေနေ့မြို့ဖော်သောမိစေမြ၅လပိုင်းတလားတာတွင်မှာဘာပဲလို့လို့အစဉ်ပြေချုံးမွေးခြင်းနဲ့ဆိုရင်တဲ့ ကိုနဲ့ကိုနေတဲ့နေရာနဲ့ဤတဲ့ပတ်ဝန်းကျင်မှာကလေးလေးတွေကိုပြောင်းထားပါကလေးလေးပြောင်းထားဆိုတော့ဥမာကလေးလေးမိုးဝေးပေးလိုက် မုတ်လေးဝယ်ကျွေးလိုက်မုတ်လေးတွေဝေပေးခြင်းအားဖြင့်စနေနေ့မိုးပေါသောပိစီများအားလုံးဟာလာကလေးတွေပျော်ခြင်းအားဖြင့်စနေသားသမီးများအားလုံးပျော်တဲ့နမိတ်ကိုငားလာပိုင်းမှာရပါလိမ့်မယ်အဲ့တော့ဒီကာလထဲမှာဟာလာဘာပဲလို့လို့ဒေထန်လေးတစ်ခုပါဝင်ခြင်းနဲ့ဆိုရင်လောကဝိတုကို တရားရှင်လုံးပတိလေးနဲ့ ကိုယ်ပတ်စိတ်ချင်းအားဖြင့်လည်းကိုကြံစီထားတဲ့အရာတွေရည်ရွယ်ထားတဲ့အရာအားလုံးဖုံးမှုပါလိမ့်မယ်ဒီတလ9လပိုင်းတလတာအတွင်းမှာတကူးကြီးတဲ့ဖရာတကူးကြီးတဲ့ဇီတွေရောက်ရင်အမြဲတမ်းမကြမကြရေသက်ပယ်ခြင်းအားဖြင့်လည်းအေးချမ်းမှုတွေပိုရပါလိမ့်မယ်အဲ့တော့ဇနီးနေ့မူပါသောမိတ်ဆွေများကျွန်ုပ်နဲ့ဘေးရင်မေးမယ်ဆိုရင်၄၃လုံး၅၃လုံး၈၃ညာ2ဘိုင်ဘာဖွင့်ထားတယ်၊ကေဘေးဝိမာန်ကြီးဖွင့်ထားတယ်၊ညံပူဇော်က1000ခွဲသတ်မှတ်ထားပါတယ်။ အဲ့မှာညံမှုစောကလွဲပြီးရင်ကျွန်တော်အားရင်တော့ဟောပေးပါလိမ့်မယ်နာမည်မူသက်ကအတိအကျတော့ပို့ပေးရပါတယ်ဆိုတော့ကမအားလို့ပြန်ပြီးအဆက်အသွယ်မလုပ်ရင်လည်းစိတ်မဆိုးပါနဲ့လို့တခါလေးပြောပြရစီနော်အဲ့တော့စနေနေ့မူဖော်သောမိတ်ဆွေများ2025 9လပိုင်းတလားတာလုံးမှာအေဂျန်စွာဖြင့်စိတ်ကူးကောင်းကောင်းတွေးခေါ်ကောင်းကောင်းအယူဆကောင်းကောင်းအကြံစီကောင်းကောင်းလေးနဲ့9လပိုင်းတလားတာကိုအောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေအေဂျန်စွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ